မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 13ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တနင်္ဂနွေရခိုင်ပြည်နယ်စစ်တွေမြို့ဆက်ရိုးကြရက်ကွက်မှာလူငယ်အုပ်စုကိုစစ်ကောင်စီတပ်ကတနက်နေ့ဖိကတ်ခဲ့ရာအသက်20ခန့်အရွယ်ရှိတဲ့လူငယ်တအူးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့ည8:00နာရီကန်ကဆက်ရိုးကြဒရားပေါ်မှာရှိနေတဲ့လူငယ်များကိုစစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့မြို့ကန်တအူးကပြောပါရယ်။စစ်တပ်ကကားနဲ့ကင်းပတ်လာပြီးတော့လူအုပ်ကိုတွေ့တော့မမေးမဆမ်းမနဲ့လှမ်းပြီးတော့ပြစ်တာ။ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ကလေးတယောက်ကတော့ခြေစံထိပ်ပြီးတော့တေဆုံးသွားတယ်လို့မြို့ကန်တအူးကပြောပါရယ်။တေဆုံးသွားတဲ့လူငယ်ဟာဆက်ရိုးကြရက်ကွက်အကွက်နှစ်က ထိန်းတူဘာသာဝင်လူငယ်ဖြစ်တယ်လို့သိရပါဗျ။ပြစ်ခတ်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကစစ်ရိုးကြရက်ွက်အတွင်းကိုဝင်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါဗျ။ ြက်စနာထရှာမှာဆိုလို့ဘာမှမပြောရတဲ့အနေထားဗျညမထွက်ရအမင်းက9နိုင်အထိမို့လို့ကလေးတွေကတရားပေါ်မှာအေးဆေးဆေးနေနေကြတာဘသူမှဘာမှမပြောရသေးလို့အရက်ဘက်အဖွဲတွေကလည်းနှုတ်ဆက်နေကြတယ်လို့မြို့ကန်တုကပြောပါတယ်စစ်ကောင်စီဟာအရခတ်တက်တော့အေးအေးတွေစစ်တွေမျိုးကိုလာရောက်ပြီးတော့တိုက်ခိုက်ခံရမှာကိုစိုးရိမ်နေပြီးတော့မျိုးကိုလုံခြုံရေးတွေတိုးမြင့်ထားတယ်လို့သိရပါတယ်စစ်တွေမျိုးကန်နာတလျှောက်ကိုခြံစည်းရိုးတွေခတ်ထားတယ်လို့မျိုးရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာများကဒေသခံများကိုစစ်ကောင်စီတပ်ကအတင်းကျပ်ဖယ်ရှားပြီးတော့ ရွာတွေအတွင်းမှာတက်ဆွဲထားတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဩဂတ်လ26ရက်နေ့ကစစ်တွေမျိုးအမြင့်ကျွန်းတဲ့ဝါဘူကြီးရွာကြားမှာစစ်ကောင်စီစစ်ကြောင်းကိုအေအေကတိုက်ခတ်ခဲ့ရာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းကိုတောင်းခရိုင်ခမောက်ကြီးမြို့နယ်အောင်ချမ်းသာချေးွာအနီးမှာအကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား6ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ17ရက်နေ့နေ့လယ်7:00နာရီအချိန်မှာခမောက်ကြီးမြို့နယ်မာရန်ချေးွာဘက်ကိုဦးတည်ပြီးတော့အင်အား80ကျော်နဲ့ခြေလျင်စစ်ကြောင်းထိုးလာတဲ့ခမောက်ကြီးတပ်နယ်ကစစ်သားများကိုအောင်ချမ်းသာချေးွာအနီးအယောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား6ဦးတေဆုံးပြီးတော့10ဦးကျော်ထိခိုက်ဒဏ်ရာရရှိကကားနဲ့ခမောက်ကြီးတပ်နယ်ကိုချက်ချင်းပြန်လည်တည်ဆောင်သွားတယ်လို့သိရပါတယ်။မိုင်းဆွဲတဲ့နေ့မှာပဲအောင်ချမ်းသာရွာလမ်းလုံးမှာလမ်းသွားလမ်းလာပြည်သူတွေကိုစစ်ဆေးတာတွေလုပ်တယ်။အဲ့ဒီနေ့ညကအောင်ချမ်းသာရွာမှာညအိတ်တယ်။နောက်နေ့စိတ်ဖူးရွာကိုဆက်လက်ပြီးတော့စစ်ကြောင်းထိုးပါတယ်။စိတ်ဖူးရွာရောက်တော့ရွာထဲကယောက်ျားလေးတွေကိုစစ်ဆေးတာတွေလုပ်တယ်။ရွာသားတယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အဲ့ဒီလူရဲ့ကားပါတင်းသွားတယ်လို့သိရပါတယ်။စိတ်ဖူးရွာကနေတစ်ဆက်မာယန်းချေးရွာကိုဆက်လက်ပြီးတော့စစ်ကြောင်းထိုးပါတယ်။အခုတော့မာယန်းချေးရွာအနီးတစ်ဝိုက်မှာစစ်ဆေးတာတွေဆက်လုပ်နေပါတယ်လို့ကော်တောင်းမြို့နယ် ယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖက တစ်လေးလုံးအထိတ်အမှတ်အဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲရဲဘော်များအထိတ်ကမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်ကောင်စီရဲ့လက်အောက်မှာကြန့်ရှိနေတဲ့စစ်သားများရဲများထောက်တိုင်များအနေနဲ့ပြည်သူ့ဘက်ကိုရက်တီကပြည်သူ့ရင်ခွင်ခိုးလုံကြရန်နဲ့ပြည်သူ့ဘက်ကိုရက်တီခြင်းမရှိတဲ့စစ်ကောင်စီနဲ့အပေါင်းပါများကိုကော်တောင်းမြွန်နဲ့ပြည်သူ့ကာကွယ်အဖွဲ့ပကဖကလှုံထုံလှုံနီးများအတိုင်းအရှိန်ဟုန်မြင့်ပြီးတော့ဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ကော်တောင်းမြွန်နဲ့အတွဲမှာစစ်ရဲတွေတင်းမာမှုများဖြစ်ပေါ်လာနိုင်တဲ့အတွက်ဒေသနေမိဘပြည်သူများအနေနဲ့ တော်လိုင်းရဲ့အဖွဲ့အများကထုတ်ပြန်ထားတဲ့ဆောင်းရံရှောင်းရံများကို အထူးဂရုပြုလိုက်နာပြီးတော့စီရဲအသည့်တတိနဲ့အမြဲနေထိုင်ကြရန်အဲ့ဒီအဖွဲ့ကဆက်လက်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အချမ်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့တရုတ်နိုင်ငံကူမင်းမြို့မှာကျင်းပတဲ့နှစ်ရက်ကြာအစည်းအဝေးအပြီးမှာရှမ်းမြောက်ရခိုင်နဲ့ကယင်ပြည်ဘက်တွေမှာစစ်ကောင်စီကအင်အားတွေဖြည့်တင်းလာသလိုကိုကန့်တက် MNDAA ကလည်းစစ်ကောင်စီရဲ့တံပြန်ထိုးစစ်အတွက်ခံစစ်ကိုကြိုတင်ပြင်ဆင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းတောင်ကနေရှမ်းမြောက်မိုင်းရဲနမ်လန်ဟိုရီဘက်မှာဒီအပိုင်းထဲမှာစစ်ကောင်စီဘက်ကစစ်အင်အားတွေပြန်လည်ဖြည့်တင်းနေတယ်လို့ဒေသခံတို့ကပြောပါရယ်။မိုင်းရဲကိုတပ်ကအင်အားဖြည့်တာကရှေ့နှစ်လလောက်ကတည်းကပါ။ဒီရက်ထဲမှာ ကျေးသီးဘက်ကနေပြီးတော့ပြန်တက်လာနေတယ်ညဘက်၁၂နာရီ၂နာရီလောက်မှာတခါဖြတ်ရင်၁၅စီးအစီး30လောက်ပါတယ်တစုတစုနဲ့နည်းနည်းစီဖြည့်လာတဲ့သဘောပဲလို့ပြောဆိုထားပါတယ်စစ်ကောင်စီတပ်ကရှမ်းမြောက်မိုင်းရဲဘက်ကိုစစ်အားတွေဖြည့်တင်းလာနေပြီမြေဖြည့်ရောက်တဲ့ထိုးစစ်စင်နိုင်တာမျိုးတော့လက်တွေမလုံဆောင်နိုင်သေးဘူးလို့၎င်းကဆက်ပြောပါတယ်ဖြည့်တော့ဖြည့်နေတာပဲထိုးစစ်စင်နိုင်တာတော့မတွေ့ရသေးပါဘူးအခုထိတော့ မိုင်းရဲမှာပြင်ဆင်နေတာရှေးလနှစ်လလောက်ကတည်းကပဲဟိုနာဒီနာတစုစီပဲရှိနေသေးတယ်လို့ပြောဆိုထားပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီရဲ့တံပြန်ထိုးစစ်အတွက်ကိုကန့်တက်မတော့ MNDA ဘက်ကခန့်စစ်သဘောမျိုးနဲ့မြေပြင်မှာချိုးတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြောင်းအမည်မဖော်လိုတဲ့သတင်းရင်းမြစ်တို့ကပြောဆိုထားပါတယ်လာရှိုသိန်းနီကုတ်ခန်နန်းဆလတ် မုံစီဘက်တွေမှာစစ်ရဲအခြေအနေအရလေကြောင်းရန်ကာကွယ်ဖို့အတွက်မြေကရုတ်ချင်းတွေတူးထားတယ်ကွန်းလုံအပြင်ရွာတွေဘက်မှာလည်းတပ်သားတပ်တွေထပ်ောက်တယ်တအိမ်ကိုနှစ်ယောက်နှုံးနဲ့ ်စစ်တင်တန်းတွေတက်ပေးဖို့ဆိုပြီးတော့လောက်ကိုင်းမှာစစ်မှုထမ်းတင်တန်းအပတ်စဉ်အသက်အတွက်အဆင့်မြင့်တင်တန်းတွေကိုထပ်ပေးထားတယ်ဘယ်ကိုပို့ပြီးတော့ဘာတွေဆက်လုပ်မလဲတော့မသိရသေးဘူးလို့ပြောဆိုထားပါတယ်အလားတူပဲရှမ်းမြောက်အပြင်ကရင်နေနဲ့ရခိုင်နေဘက်တွေမှာလည်းနိုဝင်ဘာလ17ရက်နေ့နဲ့12ရက်နေ့တဲမှာ စစ်တပ်အင်အားတွေဇက်တိုက်ဖြည့်တင်းကထိုးစစ်ဆင်တိုက်ခိုက်လာနိုင်ကြောင်းကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်တို့ကပြောပြထားပါတယ်စစ်ကောင်စီကရှမ်းတောင်ကိုထိန်းချုပ်ချင်တာပါကရင်နီပြည်လွိုက်ကော်ကိုလည်းသူတို့ထိုးစစ်ဆင်နေပါတယ်မနေ့ကမိုးပြဲလေးနှစ်နဲ့တက်ထဲမှာသူတို့တွေရောက်ချလာတဲ့လွိုက်ကော်ဖေကုံဘက်ကိုအင်အားရာချီပြီးတော့ဖြည့်တင်းထားပါတယ်ဒီအပိုင်းထဲမှာပါပဲ လေကြောင်းတိုက်ခိုက်မှုတွေလည်းလုပ်နေပါတယ်လို့ပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာတရုတ်နိုင်ငံကိုစတင်ထွက်ခွာခြင်းနိုဝင်ဘာလ9ရက်နေ့ကစပြီးတော့နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းအထိရှမ်းမြောက်မှာရှိတဲ့ညီနောင်မဟာမိတ်၃ဘွဲ့ထိန်းချုပ်ထားတဲ့မြို့တွေမှာစစ်ကောင်းစီကလေကြောင်းတိုက်ခိုက်မှုတွေခဏတာရပ်နားခဲ့ပေမယ့်နိုဝင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တွေမှာတော့တောင်းတက်ထိန်းချုပ်ထားတဲ့နောင်ချုံနဲ့မိုးကုံမြို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့မှာရှိတဲ့ရံမျိုးအောင်ဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဗုံးကြဲတိုက်ခိုက်ရာစစ်တပ်ဘက်က၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November 12ရက်နေ့မနက်9:30မိနစ်ခန့်မှာရွှေဘုံမြို့ပေါ်မှာရှိတဲ့ရံမျိုးအောင်ဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကို drone နဲ့ဗုံးကြဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၅ဦးသေဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကစစ်ခွေး၅កောင်တေးပါတယ်။တော်လိုင်းရဲဘော်တွေတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့နေစီမချရွှေဘုံသား LDDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါ ါတယ်၎င်းတိုက်ခိုက်မှုကိုနယ်စည်းမခြား水母သား LPDF drone တပ်ဖွဲ့တာနောရက်ခပြည်သူ့ကာကွယ် drone တပ်ဖွဲ့ PZ SkyMask drone တပ်ဖွဲ့နဲ့ LPDF ညီနောင်မဟာမိတ် drone တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ကုကြေးရွာကိုစစ်တပ်ကစစ်ကြောင်းထိုးလာပြီးနေအိမ်များကိုဖောက်ထွင်းလူရက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်အချိန်မိထီလာမြို့နယ်ရှမ်းတဲလေတပ်ကစစ်လေရင်နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လာရောက်ပစ်ခတ်သွားတယ်လို့သိရပါရတယ်။အဲဒီနောက်မှာတော့နိုဝင်ဘာလ12ရက်နေ့စစ်တပ်စစ်ကြောင်းကစစ်ကြောင်းထိုးလာတယ်လို့သိရပါရတယ်။ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဒေသတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အများကပြစ်ခတ်တိုက်ခိုက်ရာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကုချေးရွာနဲ့ပတ်ဝန်းကျင်မှာရှိတဲ့ချေးရွာများကပြည်သူများဟာထွက်ပြေးတိမ်းရှောင်သွားရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်က PDF များနဲ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ကုချေးရွာအတွင်းကိုဝင်ရောက်အထိုင်ချက ပြည်သူတွေရဲ့နေအိမ်များကိုလူရက်ချင်းဖောက်ထွင်းခြင်းများကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ12ရက်နေ့ည9:00နာရီမှာစစ်တပ်ကခြေပါအတွင်းကတံပိုးရှိတဲ့ပစ္စည်းများကိုလူရက်သွားပြီးဖောကားများနဲ့ပစ္စည်းများကိုတင်ဆောင်သွားတယ်လို့သိရပါတယ်။ကူရွာမှာစစ်တပ်ကသူတို့ထင်းတယ်လို့ပစ္စည်းတွေကိုအိမ်တွေကိုဖောက်ပြီးတော့ခိုးယူနေကြပါတယ်။ပြီးတော့ဖောကားတွေနဲ့ပစ္စည်းတွေကိုတည်ယူသွားကြတယ်။ပြည်သူတွေမရှိတော့သူတို့ထင်းတယ်လို့ခိုးယူနေကြတာ ကူရွာနားမှာတိုက်ပွဲဖြစ်တာကနိုဗ ెంబ ာလ12ရက်နေ့ကစဖြစ်တာနိုဗ ెంబ ာလ17ရက်နေ့ည9:45မိနစ်အချိန်လောက်ကမိထီလာကနေလေရင်နဲ့လာပစ်သွားတာအလုံးကြီး90လောက်ရှိတယ်နောက်ပြီးတော့မြင်းကြံကွန်းဆိုင်ရွာကိုလည်းလေရင်နဲ့ပစ်တယ်တိုက်ပွဲပွင့်ထွက်ပြက်စီးကုန်တယ်အခုကူကြီးရွာထဲမှာ စစ်တပ်ကတက်ဆွဲပြီးတော့အထိုင်ချထားတယ်။ပစ္စည်းတွေကတော့ကုန်သွားပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ဒါအပြင်မြင်းညာမြို့ပေါ်မှာစစ်တပ်ကစစ်မှုထမ်းဖို့အတွက်တပ်သားတဲ့များစုဆောင်းရန်အတွက်မြို့ပေါ်ကလူငယ်များကိုဖမ်းဆီးခြင်းများကိုလှုပ်ဆောင်နေပြီးတော့ပြည်သူစစ်မှုထမ်းတင်တဲ့အတွက်လည်းတက်ကြီးပိုင်းအမျိုးသားများကိုလည်းအတေးအကျပ်ခေါ်ဆောင်နေတယ်လို့သိရပါတယ်။မြင်းညာမြို့ပေါ်ကိုတော်လိုင်းတပ်များကလာရောက်မယ်ဆိုတဲ့သတင်းများကြောင့်စစ်တပ်ကဒေသခံပြည်သူများကိုပါကင်းဆောင်ခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြို့ပေါ်တိုက်ပွဲမှာစစ်တပ်ကအထိနာနေတဲ့အတွက်ဒီကနေ့မနက်အစောပိုင်းကစတင်ပြီးတော့စစ်လေယာဉ်များနဲ့အပြင်းထန်ဘုံကျဲနေပြီးတိုက်ခိုက်ရေးနဲ့ဘုံကျဲလေယာဉ်များဇက်တိုက်ပြန်ဝဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နိုဝင်ဘာလ23ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကပလဲမြို့ကို Y12Y8 MI35 YAK130JF KAWJF MiG29JF နဲ့ F7MJF တိုက်ခိုက်ရေးလေယာဉ်များနဲ့ဇက်တိုက်ဘုံကျဲပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ရန်တန်းဇက်တိုက်ဘုံကျဲနေပြီးတော့မြို့ရင်းမှာရှိတဲ့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်ကင်းထောက်လေယာဉ်များနဲ့ပါဒရုန်းများပါဇက်တိုက်ပြန်ဝဲနေတယ်လို့သိရပါတယ်။အခုလက်ရှိတရအူးမကွေးနဲ့မိထီလာကနေတက်လာတဲ့ဖိုက်တာတွေနဲ့မြို့ကိုဘုံကျဲနေပါတယ်။ ်ပလဲမျိုးပေါ်ဖိုက်တာပြန်တမ်းမှုအစီးရိမ်များတယ်112 18နဲ့ MI 35တွေလည်းပလဲနယ်တွေကိုရောက်နေပြီလို့ကြားသိရတယ်အခုမနေ့အစောပိုင်းကတည်းကစပြီးတော့ကျဲနေတာအခုချိန်ထိမရက်သေးဘူး112ထောက်ဖို့18ထောက်ဖို့ MI35 ပီတိုက်ခိုက်ရေးလေရင်တွေလည်းမြို့ပေါ်ကိုပြန်ဝဲနေတယ်လို့ရေးဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထုခန့်စောအမေသားကပြောကြားထားပါတယ်။ November 17ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့တော်လန်ရေးတပ်များကပလင်းမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်များကိုဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ဒီကနေ့မနက်ပိုင်းအထိကိုတိုက်ပွဲများဟာအလွန်ပြင်းထန်နေခြင်းကြောင့်အကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ဇက်တိုက်ပစ်ကူပေးပြီးတော့ခုခံတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ